ီမီလဲဟောပေါ့နော်တာမန်လူတွေမှတ်ရလွယ်တဲ့အလွယ်လေးတွေပေါ့ဥမာကွာဒီဆေးဆေးလောကမှာတုံးနေတဲ့နောက်တခါလေကျွန်တော်လည်းဆေးဆေးကြောင်းတော့ကျွန်တော်အဲ့လိုပဲ shortcut တွေမှတ်ထားပေါ့နော်ယောဂနဲ့ပတ်သက်ပြီးကိုယ့်ကနေကို shortcut လေးမှတ်တာလေးတွေရှိတယ်ပေါ့နော်အဲ့တော့ hyper thyroid နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်မှတ်နေတဲ့ဟာလေးဒီ3မိနစ်တွင်းမှာကျွန်တော်ပြပြမယ်ပေါ့နော် S W E A T I N G ဆိုပြီးဒီရှစ်ခုဆိုရင်ဒါ hyperthyroid လေးထဲမှာရှိတဲ့ thyroid hormone များတာပေါ့เนาะအချို့မသိထားမမိဘူးမတော်နဲ့မသိကြဘူးပေါ့เนาะအဲ့တော့အဲ့ချက်လေးရှစ်ချက်နဲ့ကိုက်ညီဆိုတာ hyperthyroid လို့သွားသတ်မှတ်လို့ရတယ်တွေးစီကြည့်ရမယ်ပေါ့เนาะအဲ S ဆိုတာဘာလဲဆိုတော့သွားဆွတ်တီချွေးတားထွက်တာ ကျွန်တော်အဲ့လို hyperhidrosis လို့မဟုတ်ဘူးသူကမတူဘူးသူကသူသူဒီလက္ခဏာရှင်းချက်နဲ့ညီရယ်ဆိုရင်တော့ thyroid ပေါ့အဲ့ဆိုကြမို့ချွေးတဲ့တဲ့ရောဂါတက်တက်ရှိရယ်တော့တင်ထားဘူးလေလက်တွေကတော့ချွေးထွက်နေသူစိတ်လို့ရှာရင်ချွေးသားထွက်တာသူကဘာလို့ဆိုတော့အဲအစာရင်းကိုသူကသူဆောင်ဝတ်ပြင်ကိုလက်ချွေးထွက်တာနဲ့မတူဘူးလေဒါကတော့ဒီကုန်လုံးချွေးထွက်တာ S က sweating W S W E A T I N G W ဆိုတော့ weight loss weight ကျတာသူက weight ကျတာချို့ချာစားစားတော့မဝဘူးဆိုတော့အဲ့ဒါတတိထားမဲ့ချက်တွေပါတယ် ်အီးကကြာ emotion လည်းဖြစ်တယ် liberality ဆိုတာ liberality ဆိုတော့ဒေါသကြီးတယ်သူကစိတ်တိုတယ်နော်ဟိုချွေးတွေလည်းထွက်ဝိတ်တွေလည်းကျနော်အေးကကြာ appetite increase ဆိုတာစားတော့စားခြင်းနေတယ်စားတော့လောက်လည်းမဝဘူး အဲ့လိုလူမျိုးတွေကသတိထားမြင်မှာ hyper thyroid ထဲမှာပါတယ်တီရကြတော့ trauma ဆိုတော့တုံတာပေါ့တုံတာတော့သူတို့လူမျိုးကော်ဖီတောက်လို့မရဘူးမြန်မာတို့တခိကားရရင်တုံတာပေါ့နော်တခိကားရတီဆိုတော့တုံတာပေါ့နော် trauma လို့မှတ်တယ် i i ဆိုတာ intolerant to heat ဆိုတာအပူတမ်းမခံနိုင်ဘူးကျွန်တော်လည်းခိုင်ခုကိုစိတ်အင်းတင်တယ်အဲ့မဲ့ခက်တာကျွန်တော်ကပြောင်းမြင်စားတယ်ဝါတယ်မပိဘူး ဟိုက်ပါဖြစ်ချင်တာဟိုက်ပါမဖြစ်အဲ့တော့ငါကဟိုက်ပါတော့ရလာဆိုမဟုတ်ဘူးငါဒေါသတော့ကြည်ဒေါသအမြင်တော့မကြည်ပါဘူးဟိုတခုစီမူလက်လိုက်တော့စိတ်ကထားလေးမထိန်နိုင်ဘူးကောနော်ဒါမဲ့ဒါလည်းတောက်ထားမှာပေါ့မတောက်ထားရင်တော့ဒေါသကိုပဲဖြစ်တတ်တာသိပြီးတော့အဲ့တော့ဟိုတိခဏနေတဲ့ကကြောသားရင်တော့မရဘူးလေနော်ဒါမဲ့အဲ့လိုတောက်ထားရင်တော့ဒေါသကျွန်တော်ကဖြစ်တယ်ပေါ့ဒါမဲ့ကိုကိုဟိုက်ပါလို့ထင်တာမဟုတ်ဘူးအဲအိုင်ကကြတော့ခုန intolerant to heat ပေါ့နော်အန်ကကြတော့ nervousness ဆိုတော့သူကကနာမငြိမ်တာကိုပြောတာ n ကကနာမငြိမ်ဘူးနောက်ဆုံး g ကကြတော့သူက gi abscess one shot တာစားသမျှသွားတာလေအဲကြောင့်မို့ one shot ရှော်တယ်ဆရာစားတယ်စားတော့ပိန်တယ်ဆိုတော့ direct ဆက်လိုက်အဲ့တော့ sweating ပေါ့နော်အဲ့ဒါလေးသိထားရင်ဘာပဲပြောဒါဟိုဒီအတိုလေးတွေပေါ့နော်ဒီ hyperthyroid နဲ့ဆိုရင်သူကဒီ thyroid hormone များတယ်ဆိုရင် sweating s w e a t i n g ဒီချက်ချက်ရှစ်ချက်ပေါ့နော်ဒီရှစ်ချက်နဲ့တိုက်ကြည့်လိုက်ပေါ့ဒါအမှတ်ရလွယ်တာပေါ့နော်အဲအဲ့ဒါဆိုရင်သိတာပါလိမ့်မယ်ရင်တုံတာတော့လက်တွေတုံတာသူလူစလိုက်တုံတာโอเคနော်โอเคပါ